မင်္ဂလာပါကျွန်တော်ရရဲ့ရွှေရီကပေါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှာတော့အယုဓယာရဲ့နန်းနွေအရှုပ်ထွေးတွေနဲ့မြန်မာရဲ့နေရှဲမှုကြားကအယုဓယာပြည်သူပြည်သားတို့အတွက်အင်အားဖြစ်စေခဲ့တဲ့မိဖုရားတစ်ပါးစူရီတို့ထိုင်းကြောင့်ပတ်ဝန်းအပိုင်းတစ်ကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရီကျွန်တော်ရရဲ့ channel လေးကကြီးစုသူတွေမပြင်းရလေအောင်တနေ့ချာမယိုးနိုင်တဲ့ဇာကားကောင်းလေးတွေကိုစဉ်စားမပြတ် recap ပြုလုပ်ပေးလျက်ရှိပါရီခင်ဗျာဒါကြောင့်မို့ဇာကားကောင်းများကိုကြိုက်ပါရီ ကျေးဇူးတင်ပါတယ်ဆရမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးနောက်ကခေါင်းလောင်းလေးကိုလည်း VPN လေးခံပြီးကြည့်ပေးဖို့လည်းတစ်ဆာမပြတ်နဲ့မြစ်တာရက်ခံပြရစီကဲဒါဆိုရင်တော့ဇာလန်လေးကိုစတင်လိုက်ကြရအောင်ပါခင်ဗျာဇာလန်လေးရဲ့အစ AD 1045ခုနှစ်မှာယူရီးယားနိုင်ငံမှာရောင်းဝယ်ဖောက်ကားပျော်ပါနေတဲ့တွေနဲ့စီကားနေပါ ರೀ နေကုန်ပိုင်းလောက်မှာတော့ဘရင်ဟာခေါင်းဆွဲတောင်မှာစင်းနေကိုသွားကြည့်ခဲ့ပါ ರೀ ဒေါ်ဝင်မင်းသမီးဖြစ်တဲ့ဆူရီရိုထိုင်းဟာလည်းစင်ပြဝဲကိုသွားရောက်ကြည့်ရှုခဲ့ပါ ರೀ ဆူရီရိုထိုင်းဟာရေလန်းခီးအတိုင်းသွားရောက်ခဲ့ပြီးလှေပေါ်ကနေဇာပွားကိုလက်ခါအပြင်လောကကိုကြည့်ရှုပါ ರೀ ဇာပွားရဲ့အနောက်မှာထိန်းတော်ကြီးကတော့မင်းသမီးတွေရဲ့မျက်နှာကိုတာမန်ရက်သားတွေမမြင်တွေ့စေရဘူးဆိုတာသတိပေးနေပါတယ်။ဒါဟာနန်ရင်းအထူးချမှတ်သတ်မှတ်ချက်ဖြစ်ပြီးအစင်ဆက်လိုက်နာကြရတာဖြစ်ကြောင်းရှောက်တင်နေပါတယ်။မင်းသမီးဆူရီတို့ထိုင်းကလည်းသူဟာနန်ရင်းတွေကထွက်လာပြီးကလေးကအခုလိုတစ်ခါတလေလေပတ်ရချိန်မှာတဘာဝရှုခင်းတွေကိုကြီးရှုခွင့်ရရှိခြင်းကြောင့်သူကပြောပြနေပါတယ်။မင်းသမီးဟာအရွယ်ရောက်လာပြီဖြစ်တာကြောင့်ကလေးတွေလိုပြုမှုနေလို့မရကြောင်းပြောပြပါတယ်။ဆူရီတို့ကလည်းတစ်ခါလာလဲဥပဒေတစ်ခါလာလဲဥပဒေနဲ့အရန်စိတ်ပြက်နေမိကြောင်းသူကပြောပါတယ်။ ဆူရီရိုထိုင်းကသူဟာတဖက်ကမ်းရောက်တဲ့အခါခွန်ဖိလိန်နဲ့တွေ့မယ်လို့ပြောနေပါရီအထိန်တော်ကြီးကတော်ဝင်မင်းသမီးဖြစ်ပြီးယောက်ျားရင်းနဲ့တွေ့ရတာမသိတော့ကြောင်းထပ်ပြီးပြောပြန်ပါရီနန်ရင်းဥပဒေကလည်းဒီအချက်ကိုတားမြစ်ထားတယ်လို့ပြောပြပါရီဆူရီရိုထိုင်းကလည်းခွန်ဖိလိန်ဟာသူ့ရဲ့အကိုရောဖြစ်တာတော့မှခဏလေးတွေ့ခွင့်မရှိတာလားလို့ပြောတဲ့အခါခွန်ဖိလိန်ဟာအတင်းဆက်ကြီးမောက်တော်တဲ့မျိုးဖြစ်ပြီးသွေးသားတော်ဆန်ရှင်းမရှိဘူးလို့အထိန်တော်ကပြောပြလိုက်ပါရီဆူရီရိုထိုင်းကတော့ပီယောပီယောဆိုပြီးရွှေစိတ်တော်ညွန်ညင်သွားပါရီ မင်းသမီးဟာလေစိတ်ကနေပြီးစင်စကန်းကိုရောက်ဖို့အတွက်ဇာဘွားထက်ထက်ကာရန်ထားတဲ့လမ်းလျှောက်ကနေပြီးဝေါ်ရင်မဟုတ်တက်ရပါတယ်။ဝေါ်ရင်တန်းသူတွေကလည်းအမျိုးသမီးတွေဖြစ်ပြီးပြည်သူတွေကလည်းမင်းသမီးသွားရလမ်းလျှောက်မှာမော်ကြီးခွင့်မရှိဘဲပြပြဝင်နေရပါတယ်။စင်ဖန်းပွဲတော်ကိုသွားရလမ်းလျှောက်မှာတော့အလွန်မင်းစီကားနေပြီးဈေးရောင်းသူတွေ၊မြက်လေပြသူတွေ၊စက်ကပ်ပြသူတွေ၊ဂလိကစားဝင်းတွေ၊ရွှေဘော်လုံးတွေ၊ကလုတ်ကလုတ်တွေ၊ချားရဟတ်တွေ၊မြားပြည့်36ကောင်ဝိုင်းနေတဲ့စီကားနေပါတယ်။မကြခင်ပါပဲဘီရင်ကြီးနဲ့သားတော်မင်းသားလေးရာဝရဟာ စင်စီးပြီးအနောက်ကနေဖြတ်သွားတာကြောင့်မင်းသမီးဆူရီတို့ထိုင်းရဲ့ဝေါ်ရင်ကိုမြေပြင်ကိုချကာခေတ္တခဏအခါစားဝင်လိုက်ရပါတယ်။မျက်နှာကိုလူတကာမြင်အောင်မပြတင်ကြအောင်ထိန်းတော်ကြီးတားနေတဲ့ကြားကနေဆူရီတို့ထိုင်းဟာရာဝဏအနောက်ကဖြတ်သွားကိုဇာဘွားနောက်ကနေတွေ့လိုက်ရတာကြောင့်ခေါင်းထွက်လာကပြုံးပြနှုတ်ဆက်လိုက်ပါတယ်။ရာဝရကလည်းဆူရီတို့ထိုင်းကိုပြန်လဲပြုံးပြပြီးအပြန်အလှန်နှုတ်ဆက်နေပါတယ်။မင်းသမီးဆူရီတို့ထိုင်းဟာမင်းသားလေးရာဝရကြော်သွားတဲ့အခါမှာအထိန်းတော်ကြီးကိုခေါ်ပြီးသူမဟာရေးစားနေပြီဖြစ်ကြောင်းပြောကရေးသွားယူစေခဲ့ပါတယ်။အထိန်းတော်ကြီးကရေးသွားယူနေချိန်မှာ ဝေါ်ရင်ထန်းပြူတော်ကင်ယုံကိုခေါ်ကားဝေါ်ရဲကိုဝေနေခိုင်းလိုက်ပါလေဝေါ်ထန်းပြူတော်ကလည်းမလုံသိမအောင်မင်းသမီးလေးလို့တားနေပေမဲ့ဝေါ်ရင်မော်ကိုထိုင်ကဖင်းစိန်ခံကြည့်ချင်နေတဲ့စိတ်ကြောင့်ဖင်းကဝေါ်ရင်မော်ကိုရင်ရောက်နေပါလေဇူရီတို့ထိုင်ကတော့အပြူတော်ကြီးတယောက်ကိုခေါ်ပြီးပွဲကင်းထဲကလူတွေကြောင်းမှရှောက်သွားနေပါလေအပြူတော်ကြီးကဒီလိုကိုထင်ပြဖို့ဆိုတော့မလုံသိတာကြောင့်ဝေါ်ရင်စီကိုပြန်သွားဖို့ပြောနေပါလေအပြူတော်ကြီးကမင်းသမီးဟာဥပဒေချိုးဖောက်နေပြီလို့ပြောတဲ့အခါသူ့ကိုခွန်ပြိလိန်ကိုညမဖြစ်တဲ့သူဟာသွားတွေ့တာဘာဖြစ်ရှိလို့လဲလို့မေးနေပါလေ။ အဲ့ဒီအချိန်မှာပဲခွန်ဖိလိန်ဟာအဓိပ္ပာယ်ရှိတဲ့အပြုံနဲ့စူရီရိုထိုင်းရှီယာကိုရှောက်လာနေပါတယ်။စူရီရိုထိုင်းကခွန်ဖိလိန်ရဲ့လက်ကိုအမြန်ဖမ်းဆွဲပြီးအပြူရော်ကြီးနဲ့ဝေးရောက်ကိုထွက်သွားကြပါတယ်။အပြူရော်ကြီးဟာဆိုရင်ပူပန်နေတဲ့မျက်နှာနဲ့ကြံ့ရင်ခဲ့ပါတော့တယ်။ခွန်ဖိလိန်နဲ့စူရီရိုထိုင်းဟာမြေယိုးတစ်လျှောက်လူသူရှင်းတဲ့နေရာကိုရောက်သွားပြီးတခြားတွဲတွေရှိမရှိတစ်ချက်ရင်ကြည့်လိုက်ပါတယ်။လူရှင်းနေရာတည်ကြသွားတဲ့အခါမှာခွန်ဖိလိန်ကဇကဘာပန်လီတွင်ကိုအဓိပ္ပာယ်ပါပါခုဆက်ကစူရီရိုထိုင်းကိုပေးလိုက်ပါတယ်။စူရီရိုထိုင်းကလည်းအဓိပ္ပာယ်ပါပါပြုံးကဇကဘာပန်လီကို စနေနေ့ခိုင်ဘူးစီပေါင်းကြားတွေကိုထိုးထည့်လိုက်ပါရီဆူရီတို့ထိုင်းကသူမဟာနန်းတော်တွေကနေအပြင်ကိုတစ်ခါမှမထွက်ဖူးကြောင်ပြောနေပေမဲ့ရှူကင်းတွေကိုမခံစားပဲခွန်ပြိလိုင်ရဲ့မျက်နှာကိုသာငင်းနေပါရီမျိုးပြင်ကားအကြောင်းဈေးထဲမှာဘလူရီဆိုတာတွေကိုလိုက်ပြပေးဖို့ပြောနေပေမဲ့သူတို့ဟာတော်ရဲမှာရှောက်သွားနေကြပါရီခွန်ပြိလိုင်ကလည်းဆူရီတို့ထိုင်းရဲ့တောင်းဆိုမှုတွေကိုသူဟာအမြဲတမ်းဖြည့်ဆည်းပေးနေသူဖြစ်ကြောင်ပြောပြပါရီနောက်တော့ခွန်ပြိလိုင်ကပဲဆက်ပြီးဆူရီတို့ထိုင်းသာအပြင်ကိုခိုးထွက်ခဲ့တာကြောင့်အပြစ်ပေးခံရမယ်ဆိုပြီးတတိပေးလိုက်ပါရီဆူရီတို့ထိုင်းဟာဟွန်းလို့ပြောလိုက်ပြီး ူဟာဝန်ရင်စီကိုပြန်သွားမှာမဟုတ်သေးကြောင်းလိုင်းမဖို့လဲတယောက်သေးသွားမှာဖြစ်တယ်လို့ပြောပါရီသူ့ကိုလည်းထပ်လာမတွေ့ဖို့ပြောတဲ့အခါခွန်ဖိလိန်ကဆူရီရိုထိုင်းဟာသူ့နှလုံးသားရဲ့ခံစားမှုတိုင်းအတွက်အရာရာဖြစ်တယ်လို့ရှိတဲ့ပြည်စည်းဥစားရီရာလည်းဆူရီရိုထိုင်းနဲ့ဆာလို့ရှိရင်ဝက်ဆာလောက်သာတန်ဖိုးရှိရလို့ချွေးချလိုက်ပါရီဒီတော့မှဆူရီရိုထိုင်းကကြွေသွားပြီးစိတ်ဆိုးပြေသွားပါရီခွန်ဖိလိန်ကလည်းစစ်သားစစ်တွေဆိုတာစကားတီဗီပြတ်သားတဲ့သူတွေဖြစ်ကြောင်းမြမပြည်ကမာလာရီနဲ့ရှင်ပြီးဥပမာပေးလိုက်ပါရီ ဆူရီတို့ထိုင်းမင်းသမီးလေးအသက်ရှင်နေသည်ဖြင့်သူအသက်ရှင်နေသည်ဖြင့်တခုခုဘာပဲဖြစ်ဖြစ်အခက်ခဲကြုံခဲ့ပါကသူဟာအချိန်မရွေးရောက်လာမှဖြစ်တယ်လို့စစ်သားကတိကိုပေးခဲ့ပါတယ်။ဆူရီတို့ထိုင်းကလည်းသူမအတွက်အတန်ကြောင်းလို့ဓာတောင်ကိုကြော်ပြီးမိဖင်လေးကိုဖျက်ဆီးရမလို့ကြောင်းသူမအတွက်ချစ်ချင်းသက်သည်ဖြင့်သူကြိုက်တဲ့စင်တကောင်ကိုသာဖမ်းပြပါလို့ပြောလိုက်ပါတယ်။အထင်းတော်ကြီးနွမ်းဟာရေတကောင်ကိုယူပြီးတောက်တော်ရေရောက်ပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီအခါမှာတော့ဝိုးရင်တွေကမတောက်ချင်တော့ဘူးဆိုတဲ့ကင်ယွန်းရဲ့အတန်ကြီးကိုကြားလိုက်ရတာကြောင့်နောက်တော့အထင်းတော်နွမ်းကကလကာကိုဆွဲဖွင့်လိုက်ပါတယ်။ ဲဒီတော့မှပဲဖင်ဆိုင်ကြနေတဲ့ဂင်ယုံဟာကလကာကိုဖွင့်ပြီးထွက်လာပါတော့တယ်။ဒေါ်စင်ရိုင်းနေရှိတဲ့နေရာမှာတော့စင်မုတ်ဆိုးရီဟာဝါမောင်းနေကိုတရောက်တော့ခောက်ရင်စင်နေကို၆လန့်ကျုံသွင်းနေပါတယ်။စင်ဖက်ပွဲလာကြည့်တဲ့ရာသူရသားတွေဟာလည်းကြိတ်ကြိတ်တို့ကြက်ပြံကြစီကားနေပါတယ်။စူရီတို့ထိုင်းနဲ့ခွန်ပြိလိန်တို့ကလည်းလူအုပ်ကြားထဲမှာရောနှောနေကြပါတယ်။ဒီသာထင်ရှားနေတဲ့စူရီတို့ထိုင်းရဲ့အနာကိုအပြူတော်ကြီးကဝှေ့ခနဲရောက်လာပါတယ်။စင်ရုံးစုထဲမှာတော့စင်ပေါလီတကောင်ကပါလာပါတယ်။စူရီတို့ထိုင်းကစင်ပေါကလေးကိုသူကလိုချင်တဲ့အကြောင်းခွန်ဖိလိန်ကိုဟွန်းဆိုပြီးတော့ကညွတ်တူတူလေးပူဇော်လိုက်ပြန်ပါမာရီ မကြခင်မှာပဲအပြူတော်ကြီးကရောက်လာပြီးစူရီတို့ထိုင်းကိုပြန်ဆွဲခေါ်ပါရီစူရီတို့ထိုင်းကအပြူတော်ကြီးကိုပြန်တွန်းတော့ကစင်ကလေးကိုလိုက်ကြည့်နေပါရီအဲဒီခေတ်ကစင်ဆိုရာယနေ့ခေတ်နောက်ဆုံးမော်ကားစီးထက်တန်ဖို့ရှိကအသုံးဝင်နေတာကြောင့်ပဲဖြစ်တာပါခွန်ဖီလိန်ကလည်းညမလိုချင်တဲ့စင်ကိုသူကဖမ်းပြီးမှဖြစ်ပြီးသူကလိုချင်တဲ့စူရီတို့ထိုင်းရဲ့ယင်းလေးကမျက်တာကိုလည်းတောင်းတနေရပဲဖြစ်ပါရီခွန်ဖီလိန်စင်ဖမ်းထွက်တဲ့အခါအပြူတော်ကြီးကနန်းတော်ကိုပြန်လာဖို့ခေါ်ပါရီစင်တော်ဟာနန်းရင်းနန်းဆောင်နဲ့ဝေးလန့်လွန်တာကြောင့်စင်ဖမ်းတော်ကိုဘယ်လိုကြည့်မလဲလို့စူရီတို့ထိုင်းကပြန်မိပါရီ မကြခင်မှာပဲခွန်ဖီလိန်ဟာသူ့ရဲ့စီးတော်စင်နဲ့စင်ပေါကလေးကိုဖမ်းဖို့ထွက်လာပါတယ်ခွန်ဖီလိန်ဟာစင်ပေါကလေးရဲ့ခြေောက်ကိုဂျိုးခွေးနဲ့ထုခတ်ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့လည်းစင်ပေါကလေးရဲ့ရှောင်းတိမ်မှုကြောင့်ဖမ်းမရပဲဖြစ်နေပါတယ်အဲ့ဒီအချိန်မှာဘီရင်ကြီးကလည်းစင်ဖမ်းပွဲကိုရှုစားနေပြီးဒါတော့ရာဝရကလည်းစင်ဖမ်းပွဲမှာရှိနေပြီးမေကခင်ဆန်းဝင်းရဲ့လက်စွမ်းနဲ့တာမန်ပြည်သူတွေကြားထဲမှာလင်းလက်တောက်ပပြီးစကီနီအလွန်ကဲထားတဲ့ပါပကြီးကြီးစူရိုထိုင်းမင်းသမီးလေးကိုတွေ့မြင်သွားပါတယ် မင်းသမီးလေးစူရီတို့ထိုင်ဟာစင်ပေါ်ကလေးကိုသဘောကျနေမှန်းသိတာကြောင့်ရာဝရမင်းသားဟာကိုရိုင်းယရနာဆွဲဆောင်စင်ကိုစီးပြီးထွက်ချလာပါရီအားလုံးမျောလင်းထားတဲ့အချိန်မှာခွန်ဖိလိန်ကအမျက်တော်ရှာမှကြောက်ပြီးအချော့ပေးလိုက်ရတာကြောင့်ရာဝရဟာစင်လေးကိုဖမ်းမိသွားပါရီစူရီတို့ထိုင်ကခွန်ဖိလိန်ကိုစင်ကားသူ့စင်တော်လို့ပြောတဲ့အခါခွန်ဖိလိန်ကဒေါ်ရိုင်းစင်ဟာထူးခတ်ဖမ်းနိုင်မိတဲ့သူဟာပိုင်ရှင်သာဖြစ်တယ်လို့ပြောပြပါရီစူရီတို့ထိုင်မင်းသမီးလေးရဲ့မျက်နှာကတော့ပြန်လဲညှိုးရော်သွားပါရီနန်းတော်ကိုပြန်ရောက်တဲ့အခါမင်းသမီးလေးစူရီတို့ထိုင်ကနှာကိတော်မူနေပြီးစင်ကိုများတာကြောင့်ဒေါသထွက်နေတဲ့အပြင် ဘသူမှစိတ်ဝင်စားတဲ့သူ့ရဲ့စင်ပေါကလေးကိုမှရွေးဖန်သွားတယ်။ဘရင်သားရာဝရကိုရွှေစိတ်တော်ဖူတော်မူနေပါတယ်။အဲ့ဒီအချိန်မှာပဲရာဝရဟာသူဖန်ဆီးရမိတဲ့စင်ပေါကလေးနဲ့တူတူရောက်တော်မူလာပါတယ်။အပြူရော်ကင်ယွန်ကတကြီးကိုအမြန်သွားရောက်ရှောက်ထားတာကြောင့်တကြီးမင်းကခီးဥချိုပြုခဲ့ပါတယ်။ရာဝရကတော့မင်းသမီးလေးဆူရီတို့ထိုင်းနဲ့တွေ့ကြင်ကြောင်းမိန်တော်မူတဲ့အခါတကြီးကကင်ယွန်ကိုဆူရီတို့ထိုင်းကိုခေါ်လွှတ်လိုက်ပါတယ်။ကင်ယွန်ကသွားခေါ်ခဲ့ပေမဲ့ဆူရီတို့ထိုင်းကထွက်မလာတာကြောင့်တကြီးကိုတိုင်းပဲဆူရီတို့ထိုင်းကိုသွားရောက်ခေါ်ဆောင်ခဲ့ရပါတယ်။တကြီးက အိမ်မော်ကိုကြွားတော်မမူတော့ဘူးလားလို့မေးတဲ့အခါရာဝရကသူ့ကိုကိုယူကာယနေရထိုင်ရခတ်အောင်အိမ်တွေပြအောင်မလုပ်ဖို့တကြီးကိုပြောလိုက်ပါတယ်။မကြခင်မှာပဲဆူရီတို့ထိုင်းကိုတကြီးကအတင်းဆွဲခေါ်လာပြီးဆူရီတို့ထိုင်းလည်းရောက်ရှိလို့လာပါတယ်။ရာဝရကဆူရီတို့ထိုင်းသဘောကျနေတဲ့အစင်ကလေးကိုနေဝင်ချိန်အထိကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးဖို့နဲ့ဆူရီတို့ထိုင်းအတွက်တမင်တကာတီးတန့်အထူးရှေဖမ်းပေးလိုက်ခဲ့ရတာလို့ပြောပြလိုက်ပါတယ်။ဆူရီတို့ထိုင်းကအစင်ကလေးကိုတွေ့လိုက်ရတာကြောင့်ပြုံးတော်မူကားထားတော်မူလိုက်ပါတယ်။ဆူရီတို့ထိုင်းကမော်ဖူးလိုက်ချိန်မှာပဲရာဝရကလည်းပြန်သွားပါတယ်။ နောက်တစ်ခါမှာတော့ဘီရင်ဂျီဘရူမာဘောဖေဟာစူရီရိုထိုင်းရဲ့ဖခင်ကြီးကိုခေါ်ဆောင်လိုက်ပါတယ်။ဘီရင်ဂျီဘရူမာဘောဖေကသူ့ရဲ့နားတော်ကိုလာပြီးကလိနေတဲ့သတင်းတပုတ်အရာတကြီးမအင်မတန်မှစကင်ကဲထားတဲ့သမီးတော်လေးတယောက်ရှိကြောင်းသိရတယ်လို့ပြောလိုက်ပါတယ်။တကြီးကလည်းသူ့ရဲ့15နှစ်အရွယ်သမီးစူရီရိုထိုင်းဖြစ်တယ်လို့ပြန်ပြောပါတယ်။ဘီရင်ဘရူမာဘောဖေကစူရီရိုထိုင်းရဲ့မျိုးရိုးစာတာကံကြမ္မာကိုမြင့်တင်ပေးဖို့သူနဲ့လက်ဆက်ပေးပါလို့ပြောလိုက်ပါတယ်။တကြီးကလည်းဘရူမာဘောဖေသာဆန္ဒရှိရင်သူကိုယ်တိုင်တော့မှလက်ထပ်ယူဖို့အစဉ်သင်းဖြစ်ကြောင်းတကြီးကရှောက်တင်လိုက်ပါတယ်။ ။စီရီရိုထိုင်းကတော့ဒီလိုပဲဘဲကြီးရေစိမ်းခရန်သီမီဖုတ်ပြီးရင်ကြီးဘရူမာဘောဖီနဲ့လက်ဆက်ရမမျိုးရိုးမြင့်ရမယ်ဆိုရင်လေနေပါစီတော့ဆိုပြီးညင်းဆန်ပါလေ။တကြီးကလည်းသူကိုယ်တိုင်ဂရီပေးလာပြီးဖြစ်တာကြောင့်မင်းမသစ္စာလူမာဂရီငပိမာစာလက်ဖက်မာအခါဆိုတဲ့အတိုင်းညင်းဆန်လို့မရတော့ကြောင်းသူကပြောပြလိုက်ပါလေ။နောက်ဆုံးတော့ဘရူမာဘော့ဖစ်ဟာမင်းသားရာဝရအတွက်ဆူရီရိုထိုင်းကိုတောင်းဆိုခဲ့တာဖြစ်နိုင်ကြောင်းဆူရီရိုထိုင်းကပြောလိုက်ပါတယ်။ဒါပေမဲ့လည်းသူမဟာမင်းသားလေးရာဝရနဲ့အတူအိမ်တော်တစ်ခုကိုထူထောင်နိုင်မှာမလားဆိုတာကိုစဉ်းစားလို့မရနိုင်သေးကြောင်းသူကပြန်ပြောလိုက်ပါတယ်။ သူမရဲ့နှလုံးသားထဲမှာဒီကိစ္စကိုလက်မခံနိုင်သေးကြောင်းလည်းပြောပြပါတယ်။အဲ့ဒီအချိန်မှာရမတိပတိကလည်းစည်ရင်စည်ဖွဲ့နဲ့အတူတူဖီစနူလောက်ကိုရောက်နေပါတယ်။ညဘက်ရောက်တဲ့အခါဆူရီရိုထိုင်းဟာတည်ရင်တို့လာပြီးအပြင်ကိုထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲရဲမတ်တီရဲ့ပိုက်ကွန်တစ်ခုကပြုတ်ကျလာပြီးဆူရီရိုထိုင်းကိုဖမ်းအောင်လိုက်ပါတယ်။ရဲမတ်တီကဆူရီရိုထိုင်းကိုအယုဓယာဘီရင်ကြီးရမတိပါတိစီကိုခေါ်ဆောင်သွားကြပါတယ်။ဘီရင်ကြီးကဒီလိုအင်မတန်နူးညံ့တိမ်မွေးလာတဲ့မင်းသမီးလေးကဘာတူလဲလို့မေးလိုက်ပါတယ်။ ဘီနာကမိဖုရားကဖီစနူလုံးမျိုးသူကြီးအောက်ရာစုရဲ့သမီးသူမရဲ့အမျိုးနွယ်ညီမလေးဖြစ်တယ်လို့ပြောပြပါရီမင်းသမီးရဲ့နာမည်ကဆူရီရိုထိုင်းဖြစ်ကြောင်းပြောပြလိုက်ပါရီဘီယင်ကြီးရာမတီပါတီကလည်းဆူရီရိုထိုင်းဟာမင်းသားယာဝရားနဲ့လက်ဆက်ရမယ့်သူဆိုတာသိသွားပါရီဆူရီရိုထိုင်းကတစုံတစ်ခုကိုပြောချင်နေမှန်းသိတာကြောင့်ရှောက်တင်စီပါရီမင်းသမီးဆူရီရိုထိုင်းကရှောက်တင်မှုဆုံးကနေပြီမယ်ဘာနလာတဲ့ဘီယင်ကယာဝရားကိုညင်းဆာမှာကဖီစနူလုံးနဲ့အယူထရရဲ့အနာဂတ်ဟာမလားမပဖြစ်သွားနိုင်ကြောင်းပြောကနှလုံးသားလေးဘေးမှာထားပြီးယာဝရားကိုလက်ဆက်စေခဲ့ပါရီ နောက်တစ်ရက်မှာတော့ဆူရီရိုထိုင်းဟာဘန်းတော်ကိုကိုင်ကရာဝရမင်းသားလေးရဲ့ထံပေါင်းမှာသူ့ရဲ့အလွန်တရာစကင်ကဲထားတဲ့ပပကြီးကြီးအလှတွေကိုအနှင်းလိုက်ပါတယ်။ပရိသတ်တွေကနေအဲ့ဒီမြင်ကွင်းကိုကြည့်ကအသေးကွဲနေသူတယောက်ကတော့ကွန်ဖိလိမ့်မယ်ဖြစ်ပါတယ်။ပီစနုလောက်ဘယင်ကြီးကိုရိုင်းမယ်ကိုနောင်းနေကထုံးကိုယူကရာဝရနဲ့ဆူရီရိုထိုင်းရဲ့နှစ်ဖူးမှာတို့ပေးလိုက်ရင်ထိမ်းများပေးလိုက်ပါတယ်။သာသနာတက္ကရ2029ခုနှစ်ရဲ့ဆန္ဒလပိုင်းတခုသောတနင်္ဂနွေနေ့ည8:00နာရီမှာတော့အယုဓယာဘယင်ရာမတိပတိဟာနှက်ရွာပြန်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ညာကြီးမင်းကြီးမှာကောင်းကင်တစ်ခုလုံးလင်းလက်လာတာကိုလည်းတွေ့လိုက်ကြရပါတယ်။နောက်တနည်းမနဲ့မှာတော့ဖီစနူလုံမြို့တော်ကိုချင်းမြန်တပ်သားတွေကရောက်လာပြီးဘရင်ရာမတိပတိဟာနတ်ပြည်တက်သွားကြောင်းဖီစနူလုံဘရင်ဘရူမာဘော့ဖစ်စီမှာလာရောက်လျှောက်ထားပါတယ်။တရက်မှာတော့ဆူရီရိုထိုင်းကသူမရဲ့မိဘနှစ်ပါးရဲ့အိမ်ကိုပြန်သွားပြီးနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ပါတယ်။ယာဝရနဲ့ဆူရီရိုထိုင်းတို့ဟာအယုဓယာကိုထွက်ခွာခဲ့ကြပြီးဘရူမာဘော့ဖစ်ကလည်းနန်းတက်ခဲ့ပါတယ်။ခွန်ဖိလိန်ကတော့မြင်းစည်းနဲ့မမီနိုင်ခဲ့တဲ့ဘန်ဂလီတပွင့်ကိုလာငန်းနေပါတယ်။ဒီလိုနဲ့ပဲနာယီရီရွေလျား ။ရာသီဥတုခဏခဏပြောင်းလဲပြီးအချိန်ဤလဲအသက်ကြီးခဲ့ပါပြီ။မီးကောင်ပေါက်ရွယ်စူရီရိုထိုင်းဟာလည်းရင်းကျက်တည်ငြိမ်တဲ့မီးပြားတစ်ပါးဖြစ်လာပါတယ်။စူရီရိုထိုင်းဟာမင်းသားရာဝရနဲ့သားတစ်ယောက်သမီးတစ်ယောက်နဲ့နှစ်သားကြတော်မူခဲ့ပါတယ်။မင်းသမီးစူရီရိုထိုင်းရဲ့ခန္ဓာဟာနန်းစည်းစိမ်ကိုခံစားနေရပေမယ့်အတွင်းစိတ်ထဲမှာတော့ဟာတာတာကြီးဖြစ်နေခဲ့ပြီးတခုခုကလည်းပျောက်ဆုံးနေတယ်လို့ခံစားနေရတာပဲဖြစ်ပါတယ်။ဘာရီပြောင်းဆုံးသွားတယ်ဆိုတာကိုတော့သူကိုယ်တိုင်ရှာဖွေလဲမတွေ့ရပဲဖြစ်နေပါဗျ။ဖခင်ရာဝရကတော့လှုပ်ချင်တာလှုပ်ခဲ့ရသူပြီးပြီးဘာမှမသိသလိုနဲ့ကလေးနှစ်ယောက်ကိုထိန်းကပျော်ရွှင်နေပါဗျ။ ဇီရီယိုထိုင်းဟာရာဝရရဲ့အနာကိုသွားပြီးဝိုင်ဝိုင်ရဲ့ဖြည့်သိမ့်လိုက်တဲ့ချင်းနဲ့အားပေးနှိမ့်သိမ့်လိုက်ပါရီနောက်တစ်ခါမှာတော့ BNG ဘရူမာဘောဖစ်စီကိုမြို့သူကြီးတယောက်ကတမိတော်တယောက်ကိုကိုနောင်ပန်းနောင်းနေနဲ့လာရောက်ဆက်တာပါရီအဲ့ဒီ BNG ဘရူမာဘောဖစ်ဟာမိဖုရားပေါင်းများစွာနဲ့လှုပ်ရှုပ်နေသူဖြစ်ပြီးတမိတော်တွေတောင်မွေးထားရတဲ့သူဖြစ်ပါရီအခုလည်းနောက်တစ်ယောက်ကိုမိဖုရားထမ်းမြောက်ကအလှုပ်ရှုပ်တော်မူနေကြတာဖြစ်ပါရီဒီလိုနဲ့ပဲအဲ့ဒီညမှာပဲမြို့သူကြီးလာရောက်ဆက်တာရဲရှုပ်နေတဲ့တမိတော်လေးကိုရှင်လင်းကခြေမပေါက်ဖဲခေါ်တီးပြစ်လိုက်ပါတော့တယ် နောက်တစ်နေ့မနက်မှာတော့နောက်ဆုံးမှလက်ထပ်ခဲ့တဲ့အမတ်ကြီးရုံမရရဲ့သမီးအရန်ဦးရဲ့ကျွမ်းကျင်မှုတွေကြောင့်မိဖုရားကောင်ကြီးရဲ့သဘောတူညီချက်တွေနဲ့အတူဘီယင်ဘရူမာဘော့ဖစ်ရဲ့တောင်းညာဆံမိဖုရားကြီးအဖြစ်တင်မြောက်ခံအခြင်းခံလိုက်ရပါတယ်။နောက်တစ်ခါမှာတော့ဒီရုပ်ကုံတဲ့အတီကအမတ်ကြီးရုံမရကိုဒီရုပ်ပြီကပါလာတဲ့တစ်တာကိုစက်တာပါတယ်။ရုံမရကတစ်တာကိုဖွင့်ကြည့်တဲ့အခါရွှေပြားတွေကိုတွေ့ရပါတယ်။ရုံမရကအတီကိုဗာများလျှောက်တင်ကြရှိလဲလို့မိတဲ့အခါသမီးတော်တောင်နန်းဆံမိဖုရားကြီးကနေတဆင့်ဘယင်မင်းကြီးရဲ့နားရဲကိုရောက်စေခြင်းတဲ့စကားတခွန်အမှားတော်ပါခြင်းကြောင့်ပြောပြပါရည် တို့တရုတ်ကုန်သည်တွေပါလာတဲ့ပစ္စည်းတွေကိုဘရင်အပားရောင်းချခြင်းကြောင့်အမြန်ငွေရဲ့ဆယ်ပုံတစ်ပုံကိုလည်းပေးမှာဖြစ်ကြောင်းရုံးမြကိုပြောလိုက်ပါရီနန်းတော်ရဲမှာတော့ဆူရီတို့ထိုင်းစီကိုစစ်သူကြီးလာချက်စနီကသူ့ရဲ့နောက်လိုက်တွေနဲ့အတူဘန်းတော်ကိုင်ကဝင်လာပါရီသူတို့ကိုသူတို့ဘေးအခါအမှုတော်ထမ်းခြင်းကြောင့်လာရောက်ရှောက်ထားကြတာပါစစ်သူကြီးကသူတို့ဟာရမတိပတိလက်ထက်ကအမှုရမ်းနေဖြစ်ပြီးရမတိပတိနတ်ရွာဆံပြီးတမိတော်ဆက်တာကနန်းတက်လာတဲ့ရုံးမြရဲ့လောက်အောင်မှာအမှုမထမ်းခြင်းတာကြောင့်မင်းမှုရမ်းဘွားကနေထွက်ခဲ့ကြရသူတွေဖြစ်ကြောင်းပြောပြပါရီ တမူဟောင်းကသူဟာရာဝရစီမှာအမှုတော်ထမ်းပြစီသူရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းကြောဖို့အစဉ်သင်းဖြစ်ကြောင်းပြောပါရီစီရိုထိုင်းရဲ့ရှေ့မှာရှိနေတဲ့ကိုရန်တော်ကြီးကစစ်သူကြီးလာချက်စနီရဲ့တပည့်တွေကိုတဖုံးစားရီနဲ့တူတယ်လို့နှိမ့်ချပြောလိုက်ပါရီစစ်သူကြီးလာချက်စနီကလည်းစစ်သူတော်တွေဟာတရောင်းစားရီဆိုရင်လည်းမမအောင်ပြောပြပါရီဒီလူတွေဟာအယူထရောက်မှာတော့ဘယ်သူမှမရှင်နိုင်တဲ့လူကျန်းတွေဖြစ်တယ်လို့ပြောပြနေပါရီလာချက်စနီကအပြောကြီးနေတာကြောင့်စီရိုထိုင်းရဲ့ကိုရန်တော်ကစမ်းသတ်တဲ့အနေနဲ့အမတ်တမဲထခံလိုက်ပါရီလာချက်စနီရဲ့တပ်သားတွေကကိုကလေးရင်းယုံသာချောင်းထိန်လိုက်ပါရီ ဒါကိုမကျေနပ်သေးတဲ့ကိုရန်တော်ကရှေ့စစ်သားတယောက်ကိုဖျက်ကန်လိုက်ပြန်ပါတယ်။ဒီတစ်ခါမှလည်းစစ်သားကကိုလေးကိုတာလီရင်ကရှောင်ပစ်လိုက်ပါတယ်။ဆူရီယိုထိုင်းရဲ့ကိုရန်တော်ဟာရှက်ကိုရှက်ကန်နဲ့သူ့နေရာမှာသူပြန်ထိုင်ပြီးတပ်သားတွေဟာနည်းနည်းပါးပါးတော့လက်ရည်ရှိကြတယ်လို့သူကချီးကျူးလိုက်ပါတယ်။ဆူရီယိုထိုင်းကလည်းပြုံးတော်မူပြီးသူ့ရဲ့ကိုရန်တော်တမူးအရှက်မရစေရေးအတွက်စစ်သူကြီးနဲ့စစ်သားစိုးတွေကိုလက်ခံပေးထားမယ်လို့ပြောလိုက်ပါတယ်။အခါချင်းငွေလာကကိုဘယ်လိုယူမလဲမိတဲ့အခါမှာတော့စစ်သူကြီးကအားလုံးပေါင်းတစ်ချက်လောက်ပေးရင်ကိုအဆင်ပြေပါပြီဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ အယူရီးယားနန်တော်ရဲမှာတော့တောင်ညာဆမ်မီဗျာအဒန်ကွန်ကသားတော်လေးတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်။ဘယင်ကြီးဘရူမာဘော့ဖစ်ဟာအသက်အလွန်ကြီးမားသားတော်လေးတစ်ပါးကိုရရှိခဲ့တာကြောင့်အလွန်မဲပျော်ရွှင်နေပါတော့တယ်။ပျော်ရွှင်ခြင်းအထိမ်းအမှတ်အဖြစ်နန်တော်မျိုးရိုးကနေတရုတ်မီရှူမီပန်းတွေကိုဝယ်ယူဖောက်ပြနေပါတယ်။နန်တော်မျိုးရိုးကနေမီရှူမီပန်းဖောက်နေတာကိုတွေ့ရတဲ့အခါယာဝရကဘရူမာဘော့ဖစ်ဟာသားတော်လေးမွေးဖွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ဆူရီရိုထိုင်းကလည်းယာဝရကိုညီတော်လေးရပြီလို့ပြောပြပါတယ်။ယာဝရကဘယင်ရဲ့ကိုလုတ်တော်မောင်မတယောက်ရဲ့အဆွေပွားသားတယောက်ဖြစ်ပါတယ်။ အခုလက်ရှိမွေးဖွားလာသူဂျွန်နန်မြောင်လေးကတော့တောင်ညာဆန်မီပြားကမွေးတဲ့နန်းတော်သားဆစ်ဆစ်ဖြစ်တယ်လို့ရာဝရကပြောပြီးအမျိုးစားဖို့မသိတော့ကြောင်းနှုတ်ကပင်အမျိုးတော်ကြောင်းမပြောရဲပါကြောင်းစူရီတို့ထိုင်းကိုပြောပြပါရီစူရီတို့ထိုင်းကတော့ဘာပဲဖြစ်ဖြစ်ဘရူမာဘော့ဖီရဲ့သားနှစ်ယောက်ဟာညီကိုသားဖြစ်ကြောင်းရာဝရကိုပြောပြပါရီရာဝရကလည်းအမျက်မြင်သက်သေမရှိပဲအမျိုးမတော်ဆန်နိုင်ကြောင်းပြောပါရီလီလော်ရာတို့မြင်းစီရာတို့ကပြိုင်လို့ရပေမဲ့ဘုံကန်ပါရမီချော်ရင်းကုန်းကဘာကြီးကတော့ပြိုင်လို့မရကြောင်းဂျွန်နန်မြောင်ကပန်းသီးစိတ်ဖုံးရှိသူဖြစ်ကြောင်းပြောပြပါရီ အရာအလုံးဟာကန်စီမံရတာဖြစ်ပြီးရဝရောက်ဟာသူ့ရဲ့ဖုံးကန်ဟာအလွန်မော်ဒန်အောင်နေကြောင်းစူရီတို့ထိုင်းကိုပြောပြလိုက်ပါရီနောက်တစ်နေ့မှာတော့ဘရူမာဘော့ဖေဟာခွန်းနှောင်းကိုယူပြီးတားဖြစ်သူဂျွန်နန်မြောင်ရဲ့နှစ်ဖူးကိုထုံးတော့ကအမြီးပေးမင်္ဂလာကင်မွန်းတက်ပွဲကျင်းပခဲ့ပါရီအခမ်းအနားမှာတားတော်သမီးတော်တွေနဲ့မိဖုရားပေါင်းများစွာကတက်ရောက်ခဲ့ကြပါရီပုံနာနီပုံနာဖြူပုံနာညုံများမူကြီးမတ်ရများအရာရှိအရာခံအကျက်စစ်တီများတက်ဆိုင်ရာအစိုးရအရာရှိအရာခံမျိုးအုပ်နေစားတကြီးပါမကျန်ကင်မွန်းတက်ပွဲကိုတက်ရောက်ခဲ့ကြပါရီ အားလုံးကအရှင်မင်းကြီးတတ်တော်ရာကျော်ရှိပါစေလို့ဆုတောင်းပေးနေကြပြီးတရုတ်ကုန်တဲ့အတီးနဲ့ရောက်မှတော့ဖီစနူလုံမျိုးတကြီးရုံမြောက်ကအရွာဆုံးပဲဖြစ်နေပါတယ်ဆူရီတို့ထိုင်းကသူတို့နှစ်ယောက်ကိုကြည့်ပြီးမျက်စိတော်မှမျက်စိစပင်မွေးဆူးလာတယ်လို့ခန်းစားနေရပါတယ်နောက်တစ်နေ့မှာတော့ချိုင်ရာချာနဲ့ဂျင်ရာတို့ဟာအယူတရကိုရောက်ရှိလာပြီးနန်းတော်ထဲမှာဟိုအိုဒီဒီလက်ပတ်ရင်သူ့ကိုလာရောက်ခစားတဲ့ပြည်သူတွေထဲမှာစစ်သူကြီးလာချက်ဆန်တွေကိုတွေ့လိုက်ရပါတယ်ချိုင်ရာချာစစ်သူကြီးလာချက်ဆန်တွေကိုစစ်မတိုက်တော့ပဲခလေးလာထိန်းနေရလာလို့မိတဲ့အခါ ဒါတော့လေးနဲ့မီတော်လေးကိုအတိုက်ခိုက်ပညာသင်ပေးဖို့တာဝန်ပေးခံထားရကြောင်းသူကသိလိုက်ရပါတယ်။ချိုင်ရာ၆ကတော့အလုံးမရှိလို့ပြင်းနေရင်သူစီလာပြီးတာဝန်ထမ်းဆောင်နိုင်ကြောင်းပြောလိုက်ပါတယ်။ရာဝရနဲ့ဆူရီရိုထိုင်းတို့ကလည်းအခုတော့ချိုင်ရာ၆ကိုခီးဦးကြိုပြကြပါတယ်။ချိုင်ရာ၆ရဲ့ဂျင်ရော်ကဆူရီရိုထိုင်းရဲ့သူစီမှာအကူအညီတစ်ခုတောင်းလိုက်ပါတယ်။သူ့ရဲ့တောင်းဆိုချက်အရဥတောင်မျိုးရိုးကဆင်းသက်လာတဲ့ဖရန်ချိုင်းရဲ့တူမာလီဟာမိဘမဲ့နေပြီးထုံးစံအရဆိုပါကဘရင်ကိုလို့တော်အဖြစ်ဆက်သခံရမှာဖြစ်တယ်လို့ပြောပြပါတယ်။ ဘရင်ကိုလောက်တာကိုမခံကျင်တဲ့သူမကစူရီတိုထိုင်းစီမှာအကူအညီလာတောင်းခဲ့တာဖြစ်တယ်လို့ပြောပြပါရီစူရီတိုထိုင်းကလည်းကွန်းတောင်းလေးကိုကင်ပြီးအခါစားဝင်လာတဲ့ဦးရောင်သူလေးကိုဘလို့များကူညီရမလဲလို့မေးပါရီချိုင်းရာချာကတနေ့မှာယာဝရာထီနန်းဆိုးဆံမှာကယာဝရာမှာမင်းဆက်၄ဆက်မြောက်ရဲ့သွေးမောင်းမတယောက်ရှိရမှာဖြစ်တယ်လို့ပြောပြပါရီဒါကြောင့်မို့အခုကလေးကကြိုပြီးမွေးစားထားဖို့အတွက်ပြောတဲ့အခါစူရီတိုထိုင်းကပြုံးပြီးလက်ရှိမှာစူဖန်နှဖုံတယောက်ရှိနေပြီးဒါလီကနောက်တယောက်ဦးရောင်သူလို့ပြောပြီးနောက်ပြောင်နေပါရီရေလေမိုက်တဲ့ကွာလို့ပြောလိုက်တဲ့အတန်တစ်ခုကိုလည်းကြားလိုက်ရပါရီ အပြင်ဘက်ကလေသာဆောင်မှာခဏပြောဆိုကြပြီးချိုင်းရာချာနဲ့ယာဝရနှစ်ကိုကြားပြောစရာစကားရှိကြောင်းပြောကအိမ်မော်ကိုထားထွက်သွားကြပါလိမ့်အပြင်မှာကြံခဲ့တဲ့ဆူရီတို့ထိုင်းကဦးထောင်သူလေးရဲ့နန်းတော်ကဘယ်မှလဲလို့မေးပါလိမ့်ဦးထောင်သူလေးကသူဟာလဝူနန်းတော်ကဖြစ်ပြီးငယ်စဉ်ကလေးကမဲသူမောင်မကိုလို့တော်ဖြစ်ဆက်သခံရမယ့်အကြောင်းမကြာခဏပြောဘူးတယ်လို့ပြောပြပါလိမ့်ဒါမှမဟုတ်နန်းတွင်အမှုလုပ်တရားဖြစ်အမှုထမ်းရမယ်လို့အမြဲပြောကြောင်းပြောပြနေရပါနောက်တက်မဲ့နန်းဆက်မင်းရဲ့ကိုလို့တော်မဲ့ယူအဖြစ်တုတ်စားခံရမှာဖြစ်တဲ့အကြောင်းဆူရီတို့ထိုင်းကိုပြောပြနေပါလိမ့် ဦးထောင်သူလေးကမောင်မမိတ်တန်ဝါသားကိုလို့တော်ဆိုတာဘလို့မျိုးလဲလို့စူရီရိုထိုင်းကိုမိတဲ့အခါစူရီရိုထိုင်းကကြီးကန်းနေော်တယ်လို့မျိုးဖြစ်ကြောင်းပြောကအချိန်တန်ရင်သိရပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာနောက်ဖက်မြက်ခင်းထဲမှာအပြူမရန်လေးတွေရဲ့တခိခိဆော့နေတဲ့အကြောင်းဦးထောင်သူလေးကနောက်ဖက်ကိုလည်းကြည့်လိုက်ပါတယ်။စူရီရိုထိုင်းကလည်းနားလေသေးတဲ့စွာနဲ့စော့ကျင်သွားဆော့ပါလို့ပြောလိုက်ပါတယ်။ယောဝရိုင်းအိမ်ပေါ်မှာတော့ချိုင်ရာချာကဖီစနူလောက်ရဲ့အပေါ်ပိုင်းရာရှိကြီးတွေကအယုဓယာကိုသဘောမချတဲ့အကြောင်းပြောပြပါရည် ။ဘရင်ဟာလည်းတိုင်းရင်းပြည်ယာကိုစိတ်ဝင်စားတော့ကြောင်းနဲ့နောက်ထပ်တက်လာတဲ့ဥရောဘရင်ကိစ္စကိုစိတ်ဝင်စားတော့ကြောင်းပြောပြပါရည်။ချိုင်ရာချာရဲ့ဆက်လက်ပြောပြချက်အရဟုံဆောင်ဝရီကိုလည်းနောက်လိုက်စစ်သား900နဲ့မယူရဲ့ဆန်စွာချီတက်သွားသေးကြောင်းသိလိုက်ရပါရည်။ဟုံဆောင်ဝရီကဖရာထက်တောင်မှနားသွားဖောက်တာဖြစ်ပြီးစစ်သားတွေတိမ့်နေချီနေရတဲ့ကလေးတယောက်ကိုကြောက်ကြရရတယ်လို့ချိုင်ရာချာကပြောလိုက်ပါရည်။ရဝရကတော့ဘရင်ရဲ့အချိန်ဝါကြောင်းသာဖြစ်နိုင်ကြောင်းပြည်ယာပြေကြောင်းပြောပြလိုက်ပါရီဘရင်ဟာတိုင်းမြင့်မီတောက်တော့မဲ့အချိန်မှာစမှုမှုမီတိုင်းရင်းပြည်ယာကိုစိတ်မဝင်စားတော့တာဖြစ်ကြောင်းသူကပြောပြနေပါရီ မိဖုရားနဲ့တရားတဆက်မြောက်အမျိုးတွေကအစာတိုင်းမီကနေရသလောက်ခွာယူနေကြပြီးအလုံးလုံးဖို့နိုင်ငံတိုးတက်ဖို့စိတ်ဝင်စားပဲရှိနေသေးကြောင်းချိုင်းရာချာကပြောပြလိုက်ပါတယ်။မကြခင်အယူထရကစိတ်စိတ်မောမောပြိုကွဲသွားတော့မှာဖြစ်ကြောင်းအဲ့ဒီအချိန်ရောက်တဲ့အခါမှာတဝေချဝရီမင်းကအယူထရကိုဝင်ရောက်သိမ်းပိုက်တော့မှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။သာသနာတက်ကြီး2086မှာကက်ယောဂဖြစ်ပွားပြီးလူအများများတည်ဆုံခဲ့ရပါတယ်။ရက်ရွာဦးအိမ်နေတစားပြင်းဒီပါဖြစ်နေရပြီးအလောင်းနေဟာလေလင်းနောက်ငုတ်တို့ကြီးနေပုတ်ဖြစ်နေပါတယ်။ ်အလောင်းတွေကိုလည်းလဲနေတိုက်ထုတ်နေရချိန်မှာတိုက်ဆိုင်သွားပြီးမိဖုရားတွေကိုဂရုမစိုက်နိုင်တဲ့ဘရူမာဘော့ဖစ်ကအနာရောဂါတွေဖြစ်နေပါတယ်တကူလုံးမှအနာရီပေါက်နေပြီးငပြောရွက်နဲ့ခင်းရနေရပါတယ်မင်းကြီးဟာသွားရကန်ဒီမှာသူ့ရဲ့ပိုင်းဆိုင်မှုတွေကိုတားငယ်လေးကိုခွဲဝေပေးဖို့မထေမရှားမင်းသားတွေဖြစ်တဲ့ယာဝရားနဲ့ချိုင်းရာချာစီမှာချိန်ဆိုတစ်သာဂရီကိုတောင်းနေပါတယ်နေရာစလုံးကသူပိုင်တဲ့ပြစ်စီတွေကိုမလုပါဘူးဆိုတဲ့ဂရီကိုလည်းပေးရမယ်လို့ပြောနေပါရီ။သားတော်တွေကအချင်းစိုးဂရီပေးထားတော့မှပဲဘီယန်ဂျီဘရူမာဘောဖြစ်ဖြစ်သူဟာကြွားသွားပါရီ ။မဖြစ်နိုင်မှန်းသိကြပေမဲ့အားလုံးကတော့နက်ပြီကြွားသွားတာပဲလို့ပြောလိုက်ပါရီ။ဘရူမာဘောဖင်မရှိတော့တဲ့နောက်ပိုင်းမှာတော့ထားရှိတဲ့ဂရုတွေအတိုင်းအသက်3နှစ်သာရှိသေးတဲ့ဂျွန်နမ်မြောင်ကိုနန်းတင်ထားလိုက်ကြပါရီ။ဆူရီရိုထိုင်းကတော့3နှစ်သားလေးကိုနန်းတင်ထားတဲ့အတိတ်ပဲမရှိတဲ့လို့ရဲ့အတွက်ဘရင်ပေါ့ဆာလေးကိုကြည်ကမျက်မုံးကျိုးနေပါရီ။နောက်တစ်ခါမှာတော့ရွာစွန်နယ်ဖျားကတချို့တယောက်ဟာစာပို့ခုနဲ့တောင်းကူကိုမိဖုရားကြီးနော်ဖို့ထန်လဲနဲ့ရွာဆံပြီးဖြစ်ကြောင်းသတင်းပို့လိုက်ပါရီ။အကြတော်ကြီးတွေကလည်းဒီအချိန်ဟာအယူထရကိုတောင်ကူကနေစစ်ခင်းမှုအကောင်းဆုံးအချိန်ဖြစ်ကြောင်းတောင်ကူပြင်ကိုအကြံပေးပါရီ။ ပစင်ကိုအရင်ဆုံးတိတ်ပိုက်ပြီးအယူရီးယားကိုဆက်လက်တိမ့်ပိုက်ဖို့မနှောင့်နှေးတင်ကြောင်းလည်းပြောနေပါရီမူကြီးမရာတယောက်ကတော့အယူရီးယားကိုတိမ့်ပိုက်ဖို့အတွက်ဒီအချိန်ဟာမသိမ့်တော်သေးကြောင်းပြောပြပါရီမိဖုရားဖုတ်ထန်နဲ့ရွာဆံမိမဲ့လဲတောင်ကိုတက်ကြီးကအယူရီးယားမျိုးရိုးကိုကြော်ဝင်ပြီဆိုတာနဲ့ဒုတိယမင်းဖြစ်တဲ့ဖီစနူလုံမျိုးစားချိုင်ရာချာကညီတော်ဂျွန်းနမ်မြောင်ရဲ့ထီးနှံကိုချက်ချင်းတိမ့်ပိုက်နိုင်တယ်လို့ပြောလိုက်ပါရီအယူရီးယားရဲ့စစ်သူကြီးဖြစ်လာမယ်အခုတော့ချိုင်ရာချာဟာစည်ရေးစည်ရမှာတောင်ကိုအတွက်စိုးရိမ်ရတဲ့အချိန်တွေဖြစ်တယ်လို့ပြောပြလိုက်ပါရီတောင်ကိုပြင်းကမူမက်ကြီးရဲ့ရှောက်တင်မှုကိုသဘောကျတော့မှုမိကြောင်းပြောပြလိုက်ကား ်ဖရာစင်ဘီရင်ကိုအရင်ကြောင်းတိုက်ဖို့အတွက်အကြံပေါ်သွားပါသည်ဒီလိုနဲ့တောင်ကူဘီရင်တပင်ရွှေထီကနောက်တစ်နေ့မနက်မှာဖရာစင်ကိုချိန်နှင်းကြဖို့အတွက်အမိန့်ထုတ်လိုက်ကြပါသည်နောက်တစ်နေ့မနက်မှာတော့တောင်ကူဘီရင်ဟာလက်နက်တပ်သားအစုံစွာနဲ့ဖရာစင်ကိုပြစ်ခတ်ကြပါသည်နန်းတော်ရဲမှာတော့ရောက်ခမရောဖီစနူလုံမျိုးစားကမြေပြင်လေးကိုမိပြီးပလီမော်မှာတက်ထိုင်နေပါသည်သူကိုရွှေပြားတွေဆက်ထားတဲ့တရုတ်ကုန်တွေကိုလည်းမိတော့ဘီရင်ဂျွန်းနံမြောင်ရဲ့ဒစိတုံးကိုအသုံးပြုတာကုန်တွေမလုံတော့နဲ့လို့ပြောပြီး စာရီစိတ်အကောက်ခွန်ဌာနမှာအမှုထမ်းမဲ့အရာရှိအကြီးအကဲဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။ကုန်ပစ္စည်းဝင်တွေကိုလည်းဈေးနှုန်းသတ်မှတ်ခွင့်ရနိုင်စေမယ်လို့ပြောလိုက်တယ်။အတီးဟာဒီလိုဘွားကတကယ်လားလို့မေးလိုက်တဲ့အခါသူ့ရဲ့မိဘရင်းရဲ့တစိတ်တော်ဟာအမှုထမ်းအရာရှိမှန်သမျှကိုကြိုက်သလိုခန့်အပ်တယ်လို့ဖြုတ်ချဝင်ရှိတယ်လို့လည်းပြောပြလိုက်ပါတယ်။တရုတ်အတီးကအကောက်ခွန်ရရှိဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆူရီရိုထိုင်းကတော့ငွေတစ်ချပ်ကိုစံသုံးခွက်သာဝယ်နိုင်ကြောင်းနဲ့ပတ်သက်ပြီးဈေးရီအဆမတန်ကြီးတက်နေကြောင်းသိရတာကြောင့်မေးမြန်းစုံစမ်းလာပါတယ်။ ဘန်နာဒိန်းဖနက်ရဲ့ပြောပြချက်အရတော့တရုတ်ပြည်နဲ့ပေါ်တူဂီကလာတဲ့ပစ္စည်းတွေကဇီနစဘူတက်နေကြောင်းပြောပြလာပါသည်။ဇူရီရိုထိုင်းကတော့အိမ်မှာရှိတဲ့သူတွေရဲ့စားဝတ်နေရေးကိုပူပန်လာပါသည်။ဖျက်ဖျက်လက်လက်ဖြစ်နေတဲ့ဇူရီရိုထိုင်းကတော့ဈေးတက်ရခြင်းရဲ့နောက်ခွေကလက်မဲကြီးကတရုတ်ငွေချိတ်အတီးရဲ့လက်ချက်ဖြစ်ရမယ်လို့ပြောလိုက်ပါသည်။အိမ်တွင်းရိတ်ခါခြေနေလဲလာမဲအထိရိတ်သိမ်းချိန်ထိသာကျန်တော့ကြောင်းပြောပြနေပါသည်။ဇူရီရိုထိုင်းကတော့ပေါ်တူဂီကနေလန်ဒန်နဲ့ဒိုင်းကားတွေဝယ်ဖို့ပတ်စံရှိဖို့လိုတယ်လို့ပြောပြလိုက်တယ်။ဖနာကတော့အဟောင်းလေးတွေမျှသုံးစေချင်ကြောင်းပြောတဲ့အခါဇူရီရိုထိုင်းကအကုန်ဆွေးနေပြီဖြစ်ကြောင်းပြန်ပြောလိုက်ပါသေး မင်းသားလေးခွန်ဖြီလိန်အတွက်လက်နက်ဟောင်းနေဟောင်းနှံဆုပ်ပြက်နေပါကသူများလက်ညှိုးနဲ့ထိုးစရာမဖြစ်နိုင်ကြောင်းပြောပြပါရည်ဆူရီတို့ထိုင်းဟာကြောက်စီရွှေပြက်တစ်ခုစီထုတ်ပေးပြီးဈေးတွေကတရုတ်ကုန်တဲ့စီမှာတွားရောက်ရောင်းချဖို့အပြူရကီမျိုးကိုတာဝန်ပေးလိုက်ပါရည်ညရောက်တဲ့အခါမှာတော့အစ်စ်သူကြီးလာချက်ဆန်နီကရောက်ရှိလာပြီးဘီယင်ချိုင်ရာချာဟာဖီစနူလောက်ကနေစစ်ချပြီးနန်နော်ရင်းကိုပြန်ကန်ဝင်ရောက်လာပြီးဖြစ်ကြောင်းလာရောက်လျှောက်တင်ပါရည်ယာဝရာဟာစစ်ဝစ်ဆောင်ပြေးဝေးပြီးဓာမီကျန်နေခဲ့တာကြောင့်ဆူရီတို့ထိုင်းကထားယူပေးရပါရည် ဘရင်ချိုင်ရာချာနဲ့အဖွဲ့ဟာရုံမရကစပြီးဘရင်ပေါ့ဆဂျွန်းနံမြောင်အထိနန်းရင်းနန်းသူသားအလုံးကိုဖမ်းဆီးလိုက်ပါရီရာဝရရောက်သွားတဲ့အခါရုံမရကသူ့ကိုကေပါအောင်လို့ပြောရင်အချုပ်တန်းလန်းနဲ့ထွက်သွားပါတော့ရီရာဝရကိုတားဆီးတဲ့ရဲမတ်တွေကိုဘရင်ကဖယ်လိုက်ဖို့အတွက်မိန့်ပေးပြီးရာဝရကပေးထားတဲ့ဂရီကိုမတီးတဲ့အကိုဖြစ်သူကိုအပြစ်တင်နေပါရီချိုင်ရာချာကနောက်ဆုံးအသက်ထွက်ဖြောင်းရအောင်ပေးလိုက်တဲ့ဂရီဖြစ်ပြီးဖခင်နဲ့ရွာဆံပြီး 9လလောက်အထိအောင်ထားခဲ့ရကြောင်းပြောပြပါရယ်။မင်းကြီးလက်ထာထီလာလက်ထက်အုပ်ချုပ်စဉ်ကာလမှာလည်းတခြားလုံကအတိုင်းမီကဆုတ်ပြတ်သွားပြီးအရက်လေးမျက်နှာကတစ္ဆာကံပြင်းတွေကလည်းတောင်ငူဘက်ကိုခိုးလုံသွားခဲ့ကာအန်ဒီအများဆုံးဖြစ်ကြောင်းပြောပြပါရယ်။အယူရီးယားဟာပြိုကွဲပြီးမကြခင်မှာတောင်ငူဘရင်တပင်ရွှေထီရက်လောက်ကိုကြားရောက်သွားနိုင်ကြောင်းပြောပြလိုက်ပါရယ်။ဒါကြောင့်မို့သူဟာဖခင်မင်းတရားကြီးကိုပေးခဲ့တဲ့ဂရီကိုဖျက်ခဲ့ရတာဖြစ်ကြောင်းဒါကြောင့်မို့လို့ချိုင်ရာချာကရာဝရကိုပြောပြလိုက်ပါရယ်။ဒီဖြစ်ဟာဘီရင်ပေါက်စားလေးပေါ်မှာဘလို့အကျိုးသက်ရောက်သွားနိုင်တယ်လေမိတဲ့အခါချိုင်ရာချာကအတိပယ်မရှိတဲ့မြတ်ဝင်းစုံနဲ့ရာဝရကိုကြည်လိုက်ပါတယ်။ နောက်တစ်ခမ်းမှာတော့ဘရင်ပေါ့ဆာလေးဂျွန်နဲ့မြောင်ကိုမြေမိန်ပေးပြီးကွပ်မြတ်ကြဖို့အတွက်အားလုံးဟာရောက်ရှိနေကြပါသည်ဘရင်လေးကိုမြေမြုပ်မဲ့တွင်ကိုတော့အသင်းသင်းတူထားပြီးဘရင်လေးကလည်းလူတွေကစိမ့်စိမ့်ကြီးအကြီးပြုံးမဲ့စွာစိုက်ကြည့်နေကြကိုခံနေရပါသည်ဒါကြောင့်မဲဘရင်လေးဟာအိတ်ချင်တဲ့ကြောက်တဲ့နန်းတော်ရဲ့ပြန်မဲ့စားတဲ့အမျိုးမျိုးသောဆင်ကြီးတွေကိုပေးနေခဲ့ပါသည်မကြခင်မှာပဲချိုင်ရာချာကရောက်လာပြီးဘရင်ပေါ့ဆာရဲ့အထင်းတော်ဝေါ်လာဂျန်ကိုဘရင်ပေါ့ဆာပြီးမှခါးစားနေဖို့အတွက်အမိန်ပေးကတေရန်ရှုစင်ဘောကနေပလင်ဘောကိုတတ်ထန်လိုက်ရင်အပိုင်းတစ်ကလေးကိုဒီမှာပဲရန်နာလိုက်ပြစီ